ဇက်ယုံသည်ဇက်သမားများရဲ့အိမ်ဒီအိမ်ထဲကိုသူတို့ဝင်ပြီးစော်ကားတာအဲလူကျွန်တော်ကွန်းသီးလေးကိုခြေောင်းနဲ့ကန်တယ်နောက်မင်းသားကိုခြေောင်းနဲ့ကန်ရိုင်းရိုင်းဆိုင်ဆိုင်မှာရိုင်းပြစွာနဲ့ခြေောင်းနဲ့ကန်ပြီးတော့အဲခေါ်တဲ့အပေါ်မှာတော်တော်ရိုင်းတဲ့အပေါ်မှာအဲမင်းသားလည်းတော်တော်ခံစားလိုက်ရပါတယ်အခုကျွန်တော်ကျွန်တော်တော့မှန်တယ်နော်သူ့နောက်မှာ9ရောက်6ရောက်ပါတယ်အောက်မှာဇက်သမားဆိုတဲ့စိတ်ပေါ့အထင်မကြီးဘူးဆိုတဲ့စိတ်မျိုးနဲ့ အဲငွေပေးရပါတယ်ဆိုတဲ့စိတ်မျိုးတွေပေါ့အဲ့ဒီစိတ်တွေနဲ့လာစော်ကားတယ်လို့ပဲထင်ပါတယ်ဒါကြီးရဲ့လုံးဆက်ကြီးပါလို့ပြောတဲ့လူဟာရှိသေးတယ်အဲ့ဒီလူရဲ့အုံနောက်ကိုစဉ်းစားလို့မရအောင်ဘယ်လိုကနေဘယ်လိုစပြစ်လဲဆိုတော့ဒီအဲ့တယောက်ကသူကမြန်မာသားမာတဲ့ကအဲစုချနေတယ်လို့သိရတယ်ဒါအကူကတော့အခန်းထဲကအပြင်မထွက်တော့မသိလိုက်ဘူး ဒီ overa အချိန်ကျတော့ကိုတောင်ဝင်ဖြစ်တော့အဲအဲ့ကျမှအခန်းထဲကထွက်တာပေါ့နော် overa ကတယ်ကအချိန်မှာ तू ကအမှတ်တမဲ့အဲမပြောမစို့ပဲဝင်လာတယ်ပေါ့ကွင်းထဲဝင်လာတော့ဝင်လာရင်ဖြစ်တော့လေရုပ်ပြစင်းပြမဖြစ်ရအောင်အဲစူးချတာလေးယူလဲလူလဲယူကြပေါ့နောက်ဒါပေမဲ့စူးချတာယူမစူးချပဲနဲ့ तू ကရိုင်းရိုင်းဆန်းဆိုင်မှာတော့ရိုင်းပြစွာနဲ့ခြေထောက်နဲ့ကန်ပြီးတော့အဲခေါ်တဲ့အပေါ်မှာတော်တော်ရိုင်းတဲ့အပေါ်မှာအဲမင်းသားလဲတော်တော်ခံစားလိုက်ရပါတယ်ပြဿနာတော့အဲ့ဒီကစတာပါပဲ အဲ့ overall ရှေ့မှာဆိုတဲ့လူတွေကို तू ကစုချတယ်။ Now overall ဇလန်ကားတဲ့အချိန်မှာ तू တွင်ထဲဝင်လာတယ်။ Now ဒီလိုဇလန်မျိုးဆိုတာအပြင်လူဝင်လို့မရဘူးလေ။ဒါ तू ဇလန်ဇက်ကွက်နဲ့ကားတာဖြစ်တဲ့အတွက်တုံးတောင်ဝင်မရဘူး။ဒါပေမဲ့ तू ကမပြောမစုံနဲ့တွင်ထဲကိုရောက်လာတယ်။စုချတယ်။အဲပြီးတော့အဲလူရှင်တော်ကွန်းသီးလေးကိုခြေထောက်နဲ့ကန်တယ်။ Now မင်းသားကိုခြေထောက်နဲ့ကန်တယ်။ ူချင်းကျွန်တော်တော့မှတော့ဖြစ်တာပေါ့အရင်တော့စိတ်ဆိုရင်တော့စွဲလုံးပြီးမှသိကြတယ်ဘာလက်ထက်မှာကင်ထားရလဲဇက်ထားပါဟိုတန်ထားတော့မဟုတ်ပါဘူးအသားထားပါကင်ထားပြီးသလက်ကလည်းကင်ထားပြီးသာဟိုချင်းလန်းလဲလန်းပြီးသာဒါပေမဲ့မင်းသားလေးကမင်းသားလေးကသူကိုယ်တိုင်လဲသီးခံတယ်သူများဟိုပါသူကထိန်းသွားတယ်အခုပါဟိုမျက်စိမိတ်ပြပြီးတော့နော်မလုပ်ပါနဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောတဲ့အတွက်ကိုရက်ပေးလိုက်တယ် စောင့်ပေးလိုက်တာဗောနော်သူဘာဟိုလူဘာဆက်လုံမလဲဆိုတဲ့ပုံစံမျိုးနဲ့စောင့်ကြည့်ပေးလိုက်ပါဘာ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 မြင်လိုက်လို့ကိုကရှေ့တိုးတယ်သူ့ကိုဆွဲဖို့လှုပ်တယ်အဲနောက်တော့မင်းသားအဲခုနပြောတဲ့အချက်ပြလိုက်တဲ့တော့ကိုငြိမ်ပေးလိုက်တယ်မင်းသားဘာလုံးမလဲမင်းသားဟိုဒီလူဘာဆက်လုံမလဲဆိုတဲ့ပုံစံမျိုးစောင့်ကြည့်တော့ဒီလူကသူကအဲ तू မှားပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့မင်းသားနာကိုကတ်ပြီးတော့ तू တောင်းပန်တဲ့ပုံစံအမူအရာပြတယ်ဗောနော်အဲ့တော့ကိုလည်းစိတ်လျှော့လိုက်ပါတယ် ိတ်နဲ့ဆိုရင်တော့အာအရင်စိတ်နဲ့ဆိုရင်တော့ပြီးသွားပြီပေါ့အာတကယ်ကိုရုပ်ပြစင်ပြပွဲပွဲလဲပြက်သွားမယ်လေအဲ့လိုမျိုးဆိုရင်အဲ့ဒါအဲ့ဒီစိတ်တွေလဲထိန်းတာလဲပါပါတယ်တော့တကယ်တော့ပါတယ်သူတကယ်ထိန်းချုပ်နိုင်တယ်ဘာမှလည်းသူဟိုတုံလုံးခြောက်ချားသွားတာလဲဘာမှလည်းမရှိဘူးစိတ်တူတဲ့အမူအရာလဲသူ့မှာမပေါ်သွားဘဲနဲ့သူစိတ်ကိုချက်ချင်းထိန်းချုပ်နိုင်တာကတကယ်တော့ပါတယ်ကလေ ဟိုသူ့ကိုကိုရီးလျောက်လောက်တာလေတကယ်တမ်းဆိုသူ့ကိုကိုရီးလျောက်ဖြစ်တယ်တော့ तू ကပိုတောင်ဒေါသဖြစ်ရမှာဒါမှမဖြစ်ရှာဘူး तू ကတောင်ပြန်ထိန်းသွားသေးတယ် तू ကပဲပြန်တောင်းမနေအကိုကျွန်တော်တို့ဇလန်းကနဲ့အတွက်အကိုပြန်ထွက်ပေးပါလို့ပြောတယ်အဲ့မှာအကိုကပဲဝင်ပြီးတော့လူကြီးတယောက်နေနေပေါ့နော်ဝင်တားပေးရတာပေါ့အကိုကျွန်တော်တို့အော်ဗရာဇလန်းလေးဖြစ်တဲ့အတွက်အပြင်လူဝင်မရပါဘူးဒါဇလန်းပြက်သွားပါမယ်ကျွန်တော်ပြန်ထွက်ပေးပါဆိုကိုကကောင်းအောင်ပေါ့နော်ကောင်းအောင်မပြန်တောင်းပန်ပြီးကိုကပဲပြန်ထုတ်ပေးလိုက်ပါခုပြစ်တဲ့ပြဿနာက तू ကရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့ကြီးပဲ ရည်ရွယ်ချက်ရှိရှိလှုပ်လိုက်တယ်လို့ပဲတမင်တက်တက်ကိုမိစာဆွဲတဲ့ပုံစံမျိုးဖြစ်နေစုချတာပဲရိုးရိုးချလိုက်လဲရတာပဲဟိုဘာလို့ခြေောက်ကြီးနဲ့ကန်เสียလို့လဲသူကတမင်တက်တက်ကိုရည်ရွယ်ချက်ရှိရှိလှုပ်တယ်လို့ပြင်းနေဟိုမင်းသားလေးရဲ့အောင်မြင်မှုပေါ်မှာဟိုမလိုစိတ်လားဒါမှမဟုတ်ဟိုတချို့ဆိုရှိကြရလေအဲ့ဒါကိုချစ်တဲ့ကောင်မလေးတယောက်ကပွဲကင်းထဲမှာလာကြည့်လို့သဘောထားနှုလို့ဖြစ်တာမျိုးတို့ပါဦးရေဒါသူ့ပုံကအဲ့လိုကောင်မလေးလာကြည့်လို့သဘောထားနှုလာမျိုးမဟုတ်ဖဲနဲ့တမင်တက်တက်ကို အနုပညာသမားကိုစော်ကားခြင်းနဲ့စိတ်နဲ့လှုပ်တယ်လို့ဖြစ်နေဇာသမားဆိုတဲ့စိတ်ပေါ့အထင်မကြီးဘူးဆိုတဲ့စိတ်မျိုးနဲ့အငွေပေးရပါတယ်ဆိုတဲ့စိတ်မျိုးတွေပေါ့အဲ့ဒီစိတ်တွေနဲ့လာစော်ကားတယ်လို့ပဲထင်ပါတယ်မက်စလက်တတ်ထားတယ်သူဘယ်သူဘယ်ဝါဆိုတာလည်းမသိဘူးဒါပေမဲ့သူ့နောက်မှာ9ရောက်6လောက်ပါတယ်အောက်မှာအဲ့ဒါကိုတော့သိထားတယ်ကိုကတော့မင်းသားကိုဟိုလေးစားတယ်ပေါ့နော်လူငယ်ပေမဲ့ဟိုလူငယ်စိတ်လို့ခုနကဟို ထိုးလိုက်မယ်ကြိတ်လိုက်မယ်ဆိုတော့စိတ်မျိုးမဟုတ်ဘဲနဲ့ तू ကခုနတစ်ဖွဲလုံးကိုလည်း तू ကဥဆောင်နေရတဲ့လူကို तू ကလူကြီးစိတ်ဝင်သွားပြီအဲဒါလူကြီးစိတ်မွေးနိုင်တယ်ပေါ့နော်အဲ့ဒါမျိုးလေးတော့ချီးကျူးပါတယ်အားလုံးတစ်ဖွဲသားလုံးလည်းအဲ့လိုပဲပြောတယ်နောက်တစ်ခုကအဲ့ပြဿနာတစ်ခုမှာက तू အဲ့လိုတီးခံလိုက်တဲ့အတွက်သူ့အတွက်အောင်မြင်ခြင်းတစ်ခု ဖြစ်သွားပါတယ်ဟိုလူကလာပြီးတော့ဘီလိန်လုတ်ပေးသလိုဖြစ်သွားတာပေါ့နော်ဘီလိန်လုတ်ပေးတဲ့ပုံမှာ तू ကတီးခံစိတ်နဲ့ပြန်တုံ့ပြန်လိုက်တဲ့အတွက်သူ့ ပြည့်တတ်တွေပို့ပြီးမြင့်တာတက်ဝင်သွားတယ်ပို့ပြီးချစ်ခင်သွားတယ်ပို့ပြီးလဲသူအောင်မြင်သွားတယ်ပြဿနာဆိုတာတော့ခဏမှဖြစ်ကြုံမှုပါတယ်ဒါပေမဲ့အခုလိုမျိုးကြီးစင်မတက်ပြီးတော့အဲ့လိုမင်းသားကိုခြေတော့ကြီးနဲ့ကန်တဲ့အမူအရာမျိုးတော့တခါမှတော့မတွေ့ဘူးဒါပထမဆုံးအချိန်တွေ့ဘူးတာပဲပြဿနာမျိုးဆိုတော့အမျိုးမျိုးရှိကြတာပဲလေတခါလေအောက်ကနေပြီးတော့အဲ့ဒါတချင်းစုံနေအောက်ကလှန်ဆဲတာတို့ အဲမအေးနဲ့ကင်တုတ်တာတွေဘာတွေဒါတော့အမြဲတမ်းရှိခဲ့ဘူးတာပဲဟိုပြဿနာမဖြစ်ဘူးတဲ့ဇက်လည်းမရှိဘူးပြဿနာမဖြစ်ဘူးတဲ့ဇက်လည်းမရှိဘူးဇက်တိုင်းပြဿနာတွေဖြစ်ဘူးကြတာပဲဘာလို့ဆိုတော့ဇက်ဇက်သမားဆိုမယ်ဇက်သမားလည်းပုထုဇဉ်လူသားပဲလေလူသားဘယ်သိညခံနိုင်မလဲနောက်ဇက်ကဇက်သမားတွေဇက်ယုံဆိုတာဇက်သမားတွေရဲ့အိမ်သူတို့ကဒါအိမ်ထဲကိုလာစော်ကားတာအိမ်ထဲထီလာဝင်စော်ကားတာကဲအဲ့လို့ အဲ့စော်ကားတဲ့လူရဲ့အိမ်ထဲကိုဝင်ပြီးလာစော်ကားရင်သူသိနီးခံနိုင်မလားကိုချင်းစာလိုက်လေဇက်ယုံဒီဇက်သမားများရဲ့အိမ်ဒီအိမ်ထဲကိုသူတို့ဝင်ပြီးစော်ကားတာဟုတ်ပြီအဲ့ဒီလူရဲ့အိမ်ထဲကိုအကိုတယောက်နဲ့ဝင်ပြီးတော့သွားစော်ကားလိုက်မယ်အဲ့လူသိနီးခံနိုင်မလားလို့ပြန်တွေးကြည့်လိုက်ကိုချင်းစာကြည့်လိုက်အဲအနုပညာသမားကတော့ဘယ်တော့ဖြစ်ဖြစ် မလွတ်ပါဘူးဘယ်ဘက်ကတွေးတွေးအမှုပညာသမားအပြောဆိုမလွတ်တာအမှန်ဆုံးအမှန်ပဲထိတ်ဆုံးပါပဲအမှုပညာသမားအဲနောက်တော့အန်ရယ်လည်းရှိပါတယ်အန်ရယ်ရှိတယ်ဒီဘက်အချိန်မှဆိုရင်ပို့ပြီးတော့အန်ရယ်ရှိရပေါ့နော်အဲအဲ့ဒီပုံမှာသတိဝိရိယပဲနေရတာပါဘယ်သူမှတော့စောင့်ရှောက်ပေးမဲ့လူမရှိပါဘူးနောက်ဆိုရင်အဲဖြောပြေတိဆက်တဲ့အချိန်မှာလူစိမ်းအတက်မခံမှုအဝင်မခံမှုတော့ဒါတတိထားမှာပေါ့နော်ကွာမင်းသားလေးက ခုမှအစစ조사နေတော့ဆိုတော့အားလုံးပေါ်မှာလက်ရောညီထွေဆက်ဆံတဲ့အပေါ်မှာအခွင့်အရေးယူသွားတာပါဒါအေးငါတို့ကအချိန်တိုင်းငါတို့နိုင်ရမှာကွာအားချက်ကိုကြောက်နေတာခုနအဲ့ဖြစ်တဲ့ပြဿနာအပေါ်မှာဒါကြီးကလှုပ်ဆက်ကြည့်ပါလို့ပြောတဲ့လူဟာရှိသေးတယ်အဲ့ဒီလူရဲ့အုံနောက်ကိုစဉ်းစားလို့မရအောင်အဲ့ဒီလူရဲ့အဆင့်တန်းကိုလည်းတွေးလို့မရအောင်ဘာလို့လဲဆိုတော့ဒီပြည့်တတ်အများကြီးရှိမှဒီလိုကနေတဲ့အချိန်မှာဒါကြီးကလှုပ်ဆက်လှုပ်လို့ဖြစ်မလားဖြစ်နိုင်မလားစဉ်းစားကြည့်လေ အဲ့ဒါယူလုံးဆက်ကြီးပါလို့ပြောတဲ့လူကရှိတယ်။အဲ့ဒီလူကခုနခြေထောက်နဲ့ကန်ထက်လူလူထက်ပို့ပြီးတော့အဆင်းနိုင်တဲ့လူဖြစ်နေ။အတွေးခေါ်ဘလောက်တီခေါင်းမလဲဆိုရင်ဒါလုံးဆက်ဖြစ်နိုင်မလားစဉ်းစားကြည့်ပေါ့။ဇလန်းကြီးအပြက်ခံပြီးဘယ်လိုလုံးမလဲ။အဲတခုရှိတာဟုတ်ပြီစရိတ်ရှိုးတို့ဘာညာအဲ့လိုအဲ့လိုအချိန်မျိုးလေးမှလှုပ်လိုက်တာတော့ဒီဒါအော်ဗရာဇလန်းဇက်ွက်နဲ့ကနေတဲ့အချိန်မှာဒါမျိုးလှုပ်လို့မရပါဘူး။အဲ့ဒါလေးတော့ပြောချင်ပါတယ်။ဒါလုံးဆက်မဟုတ်ပါဘူး။ ဝေဖန်တဲ့လူတွေလည်းကြမ်းဖန်ဝေဖန်ကြပါအောင်ကြည်ကျစဉ်းစားပြီးဝေဖန်ကြပါကိုယ်ဦးနောက်ကလေးကိုပြန်တွေးပြီးမှဝေဖန်ပါလို့ပြောချင်ပါတယ်ဗျာ